မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဆရာမယူရရေးသားထားသောသေဆိုသောလက်ဆိုတဲ့စာအုပ်လေးကိုမျှဝေပါမယ်ရှင်။ဒီစာကိုရေးနေသည့်အချိန်တွင်ကျမလက်တွေသေဆိုမချောက်သေးပါ။ပါပေါ်ကမျက်ရည်စားတွေမချောက်သေး။မိုးရွာပြီးကစမှုပတ်ဝန်းကျင်ကမချောက်သေး။ကျမအနာဂတ်တွေကလွဲရင်အရာအလုံးဆူဆွနေခဲ့သည်။ဟုတ်ပြီလာလာရောက်တော့မယ်ရောက်ပြီကွာ။ အဖေရဲ့အားတက်သရော အော်တန်တွေချာမှာ ကျမခြေလန်းတွေတွက်လက်ခဲ့၏ကျမကသူများထက်စောပြီးလမ်းလျှောက်တက်ခဲ့သူပင်ဆယ်လသမီးတွင်လမ်းစားလျှောက်တက်ပြီးတစ်နှစ်သမီးတွင်လှည်မြန်စွာပြေးလွှားနေလေပြီအဖေရဲ့လက်ကမ်းမှုတွေစီကို ရောက်ဖို့ကြိုးစားရင်းကျမကောင်းကောင်းလမ်းလျှောက်တက်ခဲ့သည်အဖေဖြည်းဖြည်းချင်းရှောင်းတော့မလောနဲ့သမီးကိုကင်ထားညာဘက်ကတိတ်မတန်တော့ဘဲကိုအားပြုပြီးရှောင်း အဖေခေါင်းကိုအကျိတ်တစ်ခုကအလဲရောက်လာခဲ့သည်အင်းရှင်လူနေမလားဧည့်သည်လူနေမလားမပြောတတ်ချင်တေချာတော့အဖေသည်သူများအကူကြီးမပါပဲလမ်းမလျှောက်နိုင်တော့အိယာထဲမှာပဲသူကပါလေးကိုတီဆောက်နေရသည်ရှူပေါက်ချလိုက်ပြီကျမစကားပြောတတ်သည့်အချိန်ရောက်တော့ရှူပေါက်ချင်ရင်ရှူပေါက်ချင်တယ်ဟုမပြော ေါ့ချပြီးမှသာ ပေါ့ချကြောင်းကြေညာလေးရှိသည်ထို့ကြောင့်အမေရုံသွားသောအချိန်တွင် အဖေကကျမ၏သေဆိုအဝင်များကို အမြဲလဲပေးရသည် ပေါ့ချင်ရင်ပေါ့ချင်တယ်ပြောပါလားအခုတော့သေးတယ်စိုးကုန်ပြီအဖေဆိုရင်ကျမမျက်ရည်ကဝိုင်းကျင်နေပြီမျက်ရည်ကကြာလူဆဲဆဲအဖေကိုတသက်သာနိုင်လာတော့ကျမလက်နှက်ပင် ဟောသွေးတွေထွက်ကုန်ပြီကိစ္စမရှိဘူးနော်သမီးတုံးလိုက်မယ်ပစိုးအရင်လဲပေးမယ်နော်အဖေအေးအေးပတ်မှဆိုးလို့ခေါင်းကအကျိမ့်ချောင်းရောစီကျိမ့်ချောင်းမှာအဖေသည်သူ့ပိုင်သည့်သူ့စီကိုပင်သူမထိန်ချုံနိုင်နော်အဖေသည်ကျမငငယ်ကားလို့တော့မျက်ရည်မကြာကျမကိုကြည့်ပြီးပြုံးသည်အာနာပြုံးတောင်းမှန်ပြုံးတောင်းဆူပြုံးဆောင်းအုံနီနီအမေရွက်လို့မနှက်ဖန်မနှက်ကြောင်းတက်မယ် အဖေရွပြသည့်ကြပြလေးတွေတွေတွင်ကျမစိတ်ပါဝင်စွာစွာနားထောင်မှုသည် အဖေဆိုပြသည့်ကြပြတဲကကောင်းလေးသည်ကျမဖြစ်သွားသည်ကျမသည် ထိုကြပြတဲကဖုံးကြီးကြီးကိုအလိုလိုနေရင် ကြောက်နေမိပြန်သည်အဖေဖျက်ပြမှုသည့်ကြပြတွေတွေကကျမနှလုံးသားထဲပြန့်ကျဲလူ လာတာမျိုးနဲ့ရန်ကုန်ဆေးရုံကြီးအနီးတွင်တောင်သူလက်သမားများလေယာမြေများအတွက်ဆန္ဒပြကြသည်တဲ့အဖေရဲ့ အဖေကောင်အကျိတ်ကအဖေကို အတော်လေးဒုက္ခပေးသည်အဖေအကြိုက်ဆုံးအလုပ်ဖြစ်သော စာဖတ်ခြင်းကို မလုံးနိုင်တော့မျက်လုံးအမြင်တွေကနှစ်ထပ်ဖြစ်နေ၏စာဖတ်ခြင်းမလုံးနိုင်တဲ့ဘဝမှာ အဖေမနေပြော်ဘူးဟုတဖွားဖွားပြောသည် ကျမဖတ်ပြသောသတင်းတွေတည်းအဖေတင်းတင်းရောက်ရဲနိုင်မှာမလားမပြောတဲ့လေးဘနာစေးကုန်ပြီလားဗီဒီယိုထဲမှာဝယ်ထားတယ်နော်သုံးဘူးတောင်စေးကုန်အောင်စောင့်မနေနဲ့ တပူးပဲကြံတဲ့အခါပြောထက်ဝဲပေးထားမယ်။ကျမငယ်စဉ်ကလေးကချူချလွန်းသည်။ထို့ကြောင့်အဖေနှင့်အမေကကျမတို့တစ်ချိန်လုံးယောဂါကုရင်စောင့်ရှောက်ရသည်။ပြန်စင်းစားကြည့်တော့အဖေတို့စီကကျင်နာယူရမှုတွေကို သူများသားသမီးတွေထွက် ပို့ပြီးများစွာရယူခဲ့၏။အဖေစေးတောက်ဖို့အချိန်ရောက်ပြီနော်။စေးတောက်မယ်။တေချာမြိုချနော်။ဟုတ်ပြီဟုတ်ပြီစေးတွေကုန်ကုန်ပြီ။ အဲ့ဒီစေခါကားကြီးတွေကို အဖေကိုတိုက်ရတိုင်းကျမလက်တွေတုံနေခဲ့သည်စေးတွေကချိုလင်းတိတ်ကောင်းပြီအဖေတိုက်သောစေးပေါင်းများစွာ ကျမတောက်ခဲ့ဘူးသည်ကျမတိုက်သောစေးမီများအဖေတောက်ဖြစ်သွားမလို့ဆိုတာကိုတော့မခံမှန်းနိုင်တော့ချီတမိပြေးပြေးဟုတ်ပြီကွတမိကွဟုတ်ပြီဟုတ်ပြီ ကျမပြိုင်ခဲ့သည့်ပြိုင်ပွဲတိုင်းတွင် အဖေအားပေးတန်နေကပတ်ဝန်းကျင်မှာပဲတင်ထပ်နေခဲ့သည်ဘဝ၏ပြိုင်ပွဲများအတွက်အချိန်တိုင်းကျမတို့ပြိုင်ပွဲဝင်ခဲ့ကြသည် ကျမဘယ်တော့မှ စိတ်ဓာတ်မကျခဲ့ဘူးပေကျမ၏ဘေးတွင် အဖေကငယ်စဉ်ကတည်းကအစဉ်သဖြင့်အားပေးနေခဲ့သောကြောင့်ဖြစ်သည် အဖေရဲ့အခုနေတော့ခြေထောက်တွေမျက်လုံးတွေကမကောင်းသေးဘူးပေါ့နောက်ဓာတ်ကင်ပြီးရင်ပြန်ကောင်းသွားမှာပါ ကျမဤအာပေးစကားတံကိုကြားတော့အဖေးခြေထောက်တွေပူတွက်လာသည်ဓာတ်ကင်ပြီးလင်သူ့မျက်စိနှင့်ခြေထောက်တွေလက်တွေပြန်ကောင်းလာမည်ဟု အဖေးမျှော်လင့်နေခဲ့သည်အဖေးလမ်းလျှောက်သည့်အခါကျမကအဖေးလက်မောင်းတွေကို တွဲပေးထားရသည်အဖေက ကျမကိုမိတွေ့ရင်ခက်ဖြည်းဖြည်းရှောက်ရသည် အနာကမှကျမမပါပဲအဖေဘဲမှမသွားနိုင်တော့ဘီကျမကိုယ်တိုင်ကရော ိုးရှိရှိလုံးကပေါ့ဘာယာနဒီပြီမှာမင်းသားလေးနဲ့မင်းသမီးလေးရှိတဲ့တဲ့ကျန်တဲ့သူတွေရော မရှိဘူးလားအဖေကကျမကို ပြုံးကြည့်နေပေလိမ့်မည်ကျမ၏အမေကို အတက်နိုင်ဆုံးစီလျော်အောင်ဘာသာပြန်မှု အပူတပြင်းစဉ်းစားနေ၏အဖေသည်ဘယ်သောအခါမှကျမမေသောမိကိုများကို ဖြစ်သလိုမဖြစ် သေးသေးချာချာတီတီကြကြအဖြေပေးတတ်သည်မတိလင်လဲမတိချောင်းပြောတတ်သည်တမိအဖေဘဲတော့ဆေးရုံကဆင်းရမှလဲဆင်းရတော့မှပါအဖေရဲ့တိတ်မကြတော့ပါဘူးတမိတို့တိတ်မကြခင်မှာအိမ်ပြန်ကြမယ်လေကျမမေးသည့်မေခွန်းနိုင်အဖေအတက်နိုင်ဆုံးအကောင်းဆုံးဖြည့်ပေးနိုင်ခဲ့တော်လဲအဖေမေးသည့်မေခွန်းကိုတော့ကျမကောင်းစွာမဖြည့်နိုင်ခဲ့ပြီ အဲ့ရထဲမှာပက်လက်ကလေးအဖေသူများလှုပ်ပေးမှအရာရာလုံးနိုင်တော့သည့်အဖေကျမအတင်းဆုပ်ထားသည့်အဖေလက်တွေကိုလှုပ်လိုက်ရတော့မလားဆက်ပြီးဆွဲထားရမလားဆိုတာတွေးဝေနေစဲပင်အဲ့ဒီရေခဲချောင်းတွေကိုတဝါကြီးစားပြစ်လိုက်ခြင်းနဲ့လေချောင်းနာပြီးအာတိရောက်နေပါတယ်ဆိုမှသမီးရဲ့ဘယ်စားလို့ဖြစ်မလဲ ကျမငငယ်ကမကြခဏအသည်းရောင်တတ်သည်စစ်ကြည့်တော့လေးဘန်းနာဖြစ်နေသည်ထို့ကြောင့်ကျမကို ရေခဲရေ ရေခဲချောင်းရေခဲမုတ်စသည်များတတိထားကျွေးရသည် မဟုတ်လင်းပြန်ပြန်ဖျားတတ်သောကြောင့်ပင်အဖေးအိတ်ထဲမှာဆက်လက်ရှိတဲ့အဖေးကို တိုက်ပါလားဒီခန်းထဲမှာတောက်လို့မရဘူးအဖေးဆရာဝန်ကြီးတိသွားလိမ့်မယ်ရပါတယ်ဒါဆိုအဖေးအိမ်သာထဲပဲသွားတောက်တော့မယ် အဖေဘဝတစ်လျှောက်လုံးသူ့သဘောသူ့ဆန္ဒကိုသာရှည်တန်းတင်လှုပ်ခဲ့သည် အခုတော့သူများလှုပ်ပေးမှ သူလှုပ်ချင်တာတွေလုံနိုင်သည်မို့ဆက်လက်တောင်းတောင်းနေရလေသည် တောင်းပန်သောအသင်ဆက်နေသည့်အဖေလေးတန်းကို ကျမလစ်လျူမရှိနိုင်ခဲ့ပြီးခြေထောက်တွေမကောင်းသည့်ကြားကအိမ်သာကိုရောက်အောင်သွားပြီးဆလိတ်ဖွာသည်မမဲရှိုက်ရှိုက်ဖွာ၏နောက်တစ်ခါထပ်မတော့ရမှဆိုသည့်ပုံဖြင့်ဆလိတ်ကိုလက်ထဲမှကြစ်ကြစ်ကင်ထားပြီးတောက်သည်အဖေဘဝမှာအချိန်ဘလောက်ကြံသေးလဲကျမမသိ။ကြံရှိနေတဲ့အချိန်ခဏတာလေးအတွင်းမှာပင် သူနေခြင်းသလိုနေခွင့်ပြုခြင်းသည် အဖေအစေးချသူစာအုပ်ထဲတွင် သူ့အဖေဆုံးခံသည့်အချိန်ဆက်လက်မတိုက်လိုက်ရသဖြင့်နောင်နာရဘူးကြောင်းပြောသည် ထိုစာကိုဖတ်ဖူးသောကျမနောင်နာမရခြင်းအဖေသည်ထိုအခါဆက်လက်တောက်ပြီးကလေးကနောက်ထပ်မတောင်းနိုင်တော့အဖေတောက်ချင်သောဆက်လက်ကိုကျမတိုက်လိုက်ရသဖြင့်ကျေနပ်သည်တမလွန်မှာဆက်လက်တောက်လို့ရမရမသေးကြပေသမီးထားတော့ထားတော့ညနေဆောင်ကြီးတိတ်မအိတ်နဲ့ဖျားတတ်တယ် အိယာကနုံနိုချင်းရေလက်တမ်းမချိုးနဲ့အုံးအဖေကကျမတို့ကို သူနေမကောင်းမဖြစ်ခင်အထိညာတိုင်းဆောင်းလာခြုံပေးတော့ဗရင်းပေါက်တွေပိတ်ပေးတော့ညနေဆောင်အိတ်လင်းဖျားမဆိုးသဖြင့်နှိုးတတ်တော့မင်းအဖေမအိတ်နဲ့တော့ထထဆေးလေးတောက်မယ်လေမုတ်လဲစားမယ်နော် ။မစဟအကျိဟပြန်မအေးရအောင်နော်ဖေ။ခေါင်းကအကျိကြောင့်အမဲလိုလိုအိနေတတ်သည်။စားကနီးလင်းစေးတောက်ခနီးလင်းအမဲနှိုးရသည်။တခါတည်းရန်စားနေရင်လည်းအိပျော်ပျော်သွားတတ်သည်။ညနေဆောင်အိတ်လင်းသမီးတွေနေမကောင်းဖြစ်မှဆိုတော့အဖေသည်အခုတော့သူကိုယ်တိုင်တနေကုန်အိတ်နေတော့သည်နိုးလာလင်းလဲဝေဒနာတွေခံစားရမှဆို၏အိတ်နေလင်းဝေဒနာတတ်တာမလားမပြောတတ် မငိုနဲ့တော့တိတ်တိတ် ငငယ်ကကျမငိုတော့အဖေကချော့သည် ကျမဖြစ်ချင်းသည့်အရာကိုလှုပ်ပေးရင်အငိုတိတ်စေသည်ဒီနေ့တို့မွေးနေ့လေအမေကအဖေကိုသူ့မွေးနေ့ဖြစ်ကြောင်းပြောတော့မျက်လုံးတစ်ဖက်ကခက်ပြေးပြေးစီးကြလာသည့်အဖေမျက်ရည်စားတွေကို အမေမမြင်အောင်တုပ်ပေးမိသည် အဖေမျက်ရည်မကြောင်ညမဘာလုပ်ပေးနိုင်မလဲမပြောတဲ့အရင်ကဆိုနှစ်တိုင်းအမွေမွေးနေ့မှာအဖေက surprise လုပ်ပြီးမွေးနေ့လက်ဆောင် ပေးနေကြအခုတော့အဖေမျက်ရည်တွေအတွက်ကျမကအမေကိုမွေးနေ့လက်ဆောင်ဝယ်ပေးရမည်အဖေသည်သူ့ယောဂအကြောင်း စသည်ရတော့မိမြစိတ်မကောင်းဖြစ်ခဲ့လိမ့်မည်မပြောတဲ့ ကျမကိုယ်တိုင်လည်းမဖို့ပြလောက်အောင်ဝန်းနေခဲ့ရသည်ခင်မိသော ကင်းစာဆေးတွေမိများပေါ်ပေါ်ခင်မိသော ကင်းစာဆဲအစ်တွေကလည်းထထပေါ်လာသည်အဖေသည် စာရေးလင်အမြဲတမ်းသူများထက်ထူးပြီးရေးတဲ့တွေ့တဲ့သည်ထို့ကြောင့်သူများထက်ထူးသောယောဂကိုခံစားရသည်လားမပြောတဲ့အဖေကိုယ်ထဲမှာရှိသည့်ကင်းစာဆဲက primary ပြောင်းနေသောဆဲ ပရိုင်မာယီပုံွယ်နေသောဆဲဟု အနီးဆက်ဆုံးအမိတက်ရမည်အဖေသည်ယောဂါတောင်သူတကာထက်ဆမ်းရမှဂျေနဲ့တလားမသိပေအဖေသည် သူ့ယောဂါအတွက်များစွာတုံလုံးခြောက်ခြားခဲ့ပေလိမ့်မည်တခြားကြောင့်မဟုတ် ကျမတို့ကို ခွဲမသွားနိုင်ခြင်းနှင့် ကျမတို့မိသားစုကို သူအရေးမမိုးပေးနိုင်တော့မှာသို့တော်ကြောင့်ပင် ကျမလည်းများစွာပူဆွေးဝမ်းနေခဲ့သည်သို့သော ကျမဝမ်းနေခြင်းနှင့်အဖေဝမ်းနေခြင်းတို့မတူကျမဝမ်းနေခြင်းကအဖေလိုမဟုတ်ဘဲအဖေအိပ်ပျောက်သွားမှဆိုသောကြောင့်သာဖြစ်လိမ့်မည်ကျမသည်အမှုပညာနှင့်ပတ်သက်လင်အကျိုးပေးသည်ဟုဆိုရမည်ကဗျာစုတွေမကြာခဏရတတ်သည်နောက်ဆုံးတစ်ခေါက်ပြိုင်တော့အဖေခွင့်မပြုသည့်ကြားကတိုင်းအစင်းထိရောက်အောင်ပြိုင်နိုင်ခဲ့သည် တိုင်းမှာပင်စူးရလိုက်သေးသည်ဆယ်တန်းရောက်နေပြီဆိုပြီး အဖေကနောက်ပိုင်းပြိုင်ပွဲတွေကိုပေးမဝင်တော့ကြဗျာစူးရသည့်စူပေးပွဲတိုင်းအဖေနှင့်ကျမနှစ်ယောက်တည်းပွဲတက်ကြသည်အဖေရင်ထဲဘလောက်ပြောနေသလဲဆိုတာတော့ကျမငယ်သေးသည်မူသေချာမကြည့်နိုင်ခဲ့ပြီအတိုင်းမသိပြောနေမှာတော့သေချာသည်အဖေသူသမီးလေးဟုအပြောခံရသောအခါအဖေရောကျမပါအပြုံးချင်းထတ်တူကြလေသည် ကျမစာမူတွေကိုဖတ်ပေးရင် ဝေဖန်ချက်ပေးတတ်သည်သို့တော့ကျမ၏အယူဆကိုသာရှည်တန်းတင်ခွင့်ပေးသည် အဖေကအကြံပေးုံလောက်သာကျမအမှုပညာတွင်ဝင်ပါခဲ့သည်ကျမ၏အမှုပညာကို လွတ်လပ်စွာကွင့်မြူခင်ပေးသည်ဒီနေရာမှာဒီစကလုံးကိုဒီထက်လှတာလေးတုံးလိုက်ရင်ပိုကောင်းသွားမလားလို့တမီးကစာရင်းရင်စိတ်မြန်တယ် ဇက်ကိုမြန်မြန်သိမ်းပြစ်လိုက်သလိုဖြစ်နေတယ်ပရိသတ်ကို ဖြည်းဖြည်းချင်းဇက်သိမ်းခန့်ရောက်အောင် ခေါ်သွားရတယ်ချက်ချင်းကြီးရော့အင်ဆိုပြီးချမပြရဘူးကျမဤစိတ်မြန်လက်မြန်လုံးမှုတွေကို အဖေကဝေဖန်ထောက်ပြဘူးသည် ကျမဤဝိထုတော်တော်များများသည်ခက်မြန်မြန်ဇက်သိမ်းလိုက်တာများသည် ကျမစိတ်သိမ့်မရှိအဖေအတန်သွင်းထားတဲ့အခွေကိုနားထောင်ပြီးသမီးဆက်ရေးရမယ်ဟုတ်လား ဖြစ်ပါမလားအဖေရဲ့အဖေပြိသက်တွေက အဖေရေးတာမဟုတ်ရင် စကလုံးတစ်လုံးလွဲနေရင်တောင်တည်တယ်အဖေသည် သူ့စာမူကိုဆက်လက်ရေးနိုင်စွမ်းမရှိတော့တတလုံးအလုံးလုံးခဲ့တော့သူ့အုံနှောင်းနေစိတ်တို့အနားယူခြင်းပြီးထင်သည်ညာဘက်လက်နေညာဘက်ခြေထောက်တွေမတန်ဆွမ်းတော့ဇသိန်းကောင်းကောင်းမရေးနိုင်တော့ကျမအခုတော့အဖေအတွက်အဖေစာမူအတွက်ဇသိန်းကောင်းကောင်းရေးပြအောင်စူးစမ်းရတော့မည် အဖေစာမှုတွေက ကျမကိုစောင့်ကြိုနေသည် အဖေပြိတ်သက်တွေက အဖေစာမှုကိုစောင့်မျှော်နေသည် နေမကောင်းသော အဖေနှင့်မပြည့်ပြည့်သေးသောစာမှုအကြားမှာကျမပြာများနေလေပြီသို့သောဇသိန်းခန်းကိုကောင်းကောင်းမရေးနိုင်မှာကျမမကြောက်တော့ပြီအဖေသေးတွေဆိုနေသော ကျမလက်ဖြင့် အဖေစာကိုကောင်းကောင်းအဆုံးသတ်နိုင်မည်ဟုယုံကြည်မိသည် ျွန်မဆက်ရေးရသည့်အဖေဝိထုက ပြောစရာကောင်းသလားဇက်သိန်းခိုင်းရင်းနေရသောကျွန်မနှလုံးသားကဝမ်းနည်းစရာကောင်းလွန်းသည်အဖေဝိထုဇက်သိန်းကစိတ်ကြည်နူးစရာကောင်းသလားကျွန်မစိတ်တွေကညှိုးနွမ်းနေသည် အိမ်မက်ထဲတွင် ကျွန်မသည် ထိုင်ကုန်လေးတစ်လုံးပေါ်မှာထိုင်နေလေသည်ထိုင်ကုန်ကိုကြောမိပြီးအပေါ်ကိုကြီးလိုက်တော့တပင်ကြီးတပင်ကကျမကို အုံမိုးပေးထားသည် ကျမပြုံးတော့ကျမကို ပြန်ပြုံးပြသည်တစ်ပင်ကြီးမျက်နှာမှာအဖေဖြစ်သွားသည် ကျမကိုမိုးထားသောတစ်ပင်ကြီးကိုပျောက်ပြတ်သွားမှကြောက်နေသောကျမမျက်နှာကိုအိမ်မက်ထဲမှပင် ကျမပြန်တွေ့လိုက်ရသည်ယူရအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် နောက်ထပ်အပိုင်းမှာ ပြန်ဆောင်ကြမယ်နော်